ရီနီကိုခရလူပြောတာဟာတမန်အမဖြစ်တဲ့ဒါအကြောင်းတမန်အမတို့တော်လာနေရတယ်လို့ဆိုလာ20ရက်နေ့ကခရီနီဒုက္ခသက်စကနာမတ်မှာကျင်းပတဲ့150နှစ်မြောက်ခရီနီရဲ့မျိုးသားနေ့မှာ KNPP ဥက္ကဋ္ဌကူရေကပြောဆိုလိုက်ပါတယ် ရနီပြည်နယ်မှာရှိတဲ့လူမျိုးစုအလုံးကိုစုပြီးခေါ်တဲ့နည်းမျိုးဖြစ်ပြီးကယား၊ကယန်း၊ကယော၊မနုမနော၊ယင်းတလဲ၊ကီကိုကေပါ၊ကခုကရင်စတဲ့မူလားစမျိုးရှိတဲ့တိုင်းသားကိုပေါင်းပြီးကရနီအမျိုးသားလို့သတ်မှတ်ကြတာဖြစ်ပါတယ်။ကရနီဒုက္ခသက်စကံအမတ်စ်မှာကျင်းပတဲ့အသက်50နှစ်မြောက်ကရနီအမျိုးသားနေ့မှာចောင်းသားចောင်းသူကကရနီအမျိုးသားစလုံးညီညွတ်ရေးတို့အရေးအမျိုးသားတန်းသူကိုပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတို့အရေးကရနီအမျိုးသားကုကန်တော်လာရေးအောင်ရမီစားတဲ့ကြွကြွတန်းတွေနဲ့ ဲ့ရှင်းသက်ပြီးပြုလုပ်ခဲ့ကြပါတယ်ကျွန်တော်တို့ဒီနေ့ကိုဘာကြောင့်ပရီမီယံမြူသာနေ့ရလို့ကျွန်တော်သတ်မှတ်တယ်ဆိုတော့တစ်သက်လုံးဖြစ်တည်လာတဲ့အချိန်ကစပြီးနောက်ပိုင်းမှာဗမာပြည်ကိုအင်္ဂလိပ်တွေအုပ်ချုပ်တော့1895ဂျွန်လ27မှာကျွန်တော်တို့ဂရီနီပြည်ကသီချာလုလာတယ်ဆိုတာကိုသတိမှတ်ပြုတဲ့အနေနဲ့ အင်္ဂလိပ်ဘရင်ခါနဲ့ပမာဘရင်တို့ကကျွန်တော်တို့စောပြရှိမောက်မှာလက်မရေးထိုးအတိမပြုတဲ့နေ့ကိုဆွဲပြုပြီးကရနေမျိုးသားလို့ကျွန်တော်တို့မှတ်ယူတာဖြစ်ပါတယ်ကျွန်တော်တို့ဟာအဲ့ဒီကလေးကလွတ်လာတယ်လို့ပြောတာပြောပေမဲ့စာရွက်ပုံမှာပဲကျွန်တော်တို့အတိမပြုချင်းခံရပြီးလက်တွေ့မှာကျွန်တော်တို့တကယ်လွတ်လာသလားလို့ပြောရင်တော့ဒီနေ့ကျွန်တော်တို့ရောက်ရှိတဲ့နေရာကိုလည်းကြည့်လိုက်ပါဒါတိုင်တစ်ပါးနေရာမှာ ကျွန်တော်တို့စီပီဒုက္ခတဲ့ဘဝနဲ့ကျွန်တော်တို့ရောက်ရှိနေရတာဖြစ်တယ် ဒါကိုအမြဲတမ်းအမှရပါကို့ဘွားကိုသိပါကိုရဲ့လာရေးစင်းမြစ်ကိုသိပါကျွန်တော်တို့ဟာစင်းမြစ်လေးရှိတယ်စင်းမြစ်ကိုပြန်သွားရအောင်မယ်ပြန်နိုင်ဖို့အတွက်ကျွန်တော်ညီညွတ်ဖို့လိုတယ်စီလုံးဖို့လိုတယ်တယောက်တယောက်ကျွန်တော်တို့အပြာလာရိုက်ပိတ်ကြမယ်ဖိမကြမယ်တောင်းဝန်ရှိတယ်နောက်မခွဲခြားကြပါနဲ့ နေ့ဒုက္ခသက်စကမ်းမှာရောက်ရှိနေတဲ့ဂရူနီယာမျိုးသားတွေဟာမိမိအမျိုးသားစစ်မြစ်ဖြစ်တဲ့ကိုရရော့ကိုပြနိုင်ဖို့ငင်ညူပိုလိုအပ်တယ်လို့ကုရဲကပြောပါတယ်။ပမာပြည်လွတ်လပ်ရေးရပြီးနောက်သူများနဲ့ပေါင်းလဲမှာဘဝကတာယာမလာပဲကျွန်ဘဝတာရောက်ခဲ့ရတာဒါကြောင့်ခုတီတော်လန်တိုက်ပွဲဝင်ရတာလို့လည်းဆိုပါတယ်။ဒုက္ခကဘာစီပြီးတော့ပမာပြည်လူလိုက်ရတာ948ပြောကြတာပေါ့နော်အားလုံးတခြားသောတိုင်းသားလူမျိုးတွေနဲ့အတူကျွန်တော်တို့ပြင်ပြင်လေး ပမာပြမှာပူပေါ်ပါဝင်စုပ်ပတ်နေထိုင်မယ်လို့ကောင်းဆောင်တချို့ကတော့အားလုံးတော့မဟုတ်ဘူးလို့ကတချို့ကသဘောတူလိုက်လို့ကျွန်တော်တို့ဒီဘုရားချင်းနေရတာဖြစ်တယ်။သူများနဲ့ပေါင်းဖက်တော့ကျွန်တော်တို့ဘုရားตายရသလားလို့စဉ်းစားကြည့်တော့ကျွန်တော်တို့ကကြုံဘုရားသာသာပဲဖြစ်တယ်။အဲကြောင့်ကနေ့ထိကျွန်တော်တို့တက်ဟိုလာတက်ပွဲဝင်နေဖြစ်တယ်။ဒါတော့ခေါင်းထဲမှာအမြဲတမ်းမှတ်ရပါကျွန်တော်တို့ကကြုံမျိုးမဟုတ်ဘူးသခင်မျိုးဖြစ်တယ်။နော်ဒါကအမြဲခေါင်းထဲမှာထဲပါ။ အစွဲကြီးရင်ညွေရေကိုပြပြစေတာမျိုးရှိသလိုလူတိုင်းဟာကိုယ့်ရဲ့လက္ခဏာကိုစီဆိုင်ရပါတာစကားစပင်းရင်ရင်းမှုအလျက်ထားတွေအမျိုးသားနဲ့သက်ဆိုင်တဲ့လက္ခဏာတွေကိုတင်ချောင်းချဖို့လိုအပ်ပါတယ်လို့လည်းတိုက်တွန်းထားပါတယ်လက်ရှိမှာပမာပြည်ပြည်လုံးရှိတိုင်းသားအလုံးအနေနဲ့အရေးကြီးတဲ့အရှင်ကလာဖြစ်ပြီးကိုယ့်ရဲ့ကိုယ့်ရောက်ကိုပြန်နိုင်ဖို့ကိုကံကျမကိုကိုဖန်တီးနိုင်ဖို့ပြင်ဆင်နေတဲ့ကာလဖြစ်တယ်လို့ကိုလက်ကိုရှင်နဲ့ကိုကံကျမကိုဖန်တီးဖို့အလုံးညီညွတ်ဖို့လိုအပ်တယ်လို့လည်းကိုရေကတိုက်တွန်းထားပါတယ်ရှင် audio